အမေရိကန်ပြည်ထောင်စုကယ်လီဖိုးနီးယားပြည်နယ်မှာအခြေစိုက်တဲ့ကုမ္ပဏီနှစ်ခုပေါင်းထုတ်ထားတဲ့လျက်စစ်မိုးပြန်တက္ကစီမိုးပြန်အငှားယင်ကို အော်တိုဘားလ၄ရက်ပြီးခဲ့တဲ့စနေနေ့ကပြည်သက်တေရှိပထမဆုံးအကြိမ်အစမ်းပေါင်းပြခဲ့ပါတယ်ကယ်လီဖိုးနီးယားပြည်နယ်ဆန်တာခရုစ်မှာခြေစိုက်တဲ့ဂျိုဘီနဲ့အာချာအဗီယေးရှင်းကုမ္ပဏီနှစ်ခုကပူးတွဲထုတ်လုပ်တဲ့ဒီမိုးပြန်အငှားယင်ကိုတော့ Electric Vertical Takeoff and Landing အတူကောက်အဖြစ် EVTOL လို့အမည်ပေးထားပါတယ် သူတို့တည်တွင်ထားတဲ့ဒီမိုးပြိုင်ရင်ကိုကယ်လီဖိုးနီးယားပြည်နယ်မွန်တရေးခရိုင်မှာကျင်းပတဲ့လေကြောင်းပြပွဲမှာပြည်သက်တွေကိုဖိတ်ကြားပြီးအစံပေါင်းပြခဲ့တာပါ7မိနစ်ကြာတဲ့ဒီတရုတ်ပြမောင်းနှင်မှုအတွင်းရင်ရက်ဆက်တန်တာမကြားရဘဲတိတ်ဆိတ်ငြိမ်သက်စွာနဲ့ပြီးသွားခဲ့တယ်လို့ဆိုပါတယ်အရွယ်စားအဖြစ်ဒီရင်ဟာကားတဲ့ကြီးပြီးတော့ရဟရင်အသေးစားလောက်ရှိပါတယ်ဒီရင်မျိုးဟာအနာဂတ်တည်ယူပို့ဆောင်ရေးမှာအရေးပါလာမှာဖြစ်ပြီးဒီရင်ကိုလက်ရှိလူတွေယုံသွားယုံပြနေမှာ ကားကိုရှယ်စီနေကြတဲ့ right share ပုံစံမျိုးတင်ကျယ်စွာအသုံးပြုလာနိုင်လိမ့်မယ်လို့ကုမ္ပဏီကမျှော်လင့်ထားပါတယ်။ဒီလိုရင်ထုတ်လုပ်ဖို့အတွက်ငွေကုန်ကြေးကျများတာအပြင်ဒီအပေါ်အများပြည်သူအကြာယုံကြည်မှုသိမ့်မရှိသေးတာနဲ့စနစ်တကျပြန်တန်းနိုင်စွာရှိမရှိဘေးကင်းလုံခြုံမှုရှိမရှိဆိုတဲ့အစိုးရလေကြောင်းထင်းသိမ်းရေးဌာနရဲ့ဗက်ပေါင်းစုံကစမ်းသပ်စစ်ဆေးမှုတွေကိုလည်းကုမ္ပဏီအနေနဲ့ရင်ဆိုင်ကြော်လွှားရအောင်မှာဖြစ်ပါတယ်။ဒီလိုရင်မျိုးတစည်းထုတ်လုပ်ဖို့အတွက် ဒေါ်လာ3သိန်းခွဲကနေ9သန်းလောက်အကြမ်းမှာရှိတယ်လို့အကြံပြင်ခန့်မှန်းထားကြပါတယ်။ကုမ္ပဏီကတော့2028ခုနှစ်လော့စ်အန်ဂျလိစ်မြို့မှာကျင်းပမဲ့အိုလံပစ်အားကစားပြိုင်ပွဲကြီးကိုလာကြတဲ့ VIP တွေကိုဒီရင်နဲ့တည်ယူပို့ဆောင်ပေးနိုင်ရေးအတွက်သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ပူးပေါင်းဆောင်ရွက်ဖို့လိုလားကြောင်းပြီးခဲ့တဲ့မေလတုန်းကကြေညာထားပါတယ်ခင်ဗျာ။ကျွန်တော်ဇောင်းဝင်လိုက်ပါ။